မောင်နှမလေးပေါ့နော်အရင်တော့ဒီကမောင်နှမအခုတော့အဲချစ်သူလေးဖြစ်သူအိမ်တော်သေးလေးဖြစ်တော့ဒီဆိုးရိုးနေနဲ့ပို့ပြီးတော့နဲ့စုပ်ပြေလေးလက်ကန်ကန်နဲ့ကိုယ်လည်းသဘောတူတယ်။ကိုယ်ကဆိုလည်းအရင်ကယူဆိုင်တာသူကလေး။အာကယူဆိုင်တယ်။

သူတို့လည်းအရန်ကိုပြုတ်နေမှာပါဒီနေ့တော့မင်္ဂလာရှိသောနေ့လေးတစ်နေ့ပေါ့နော်တကယ်လေးချက်တယ်ဟုတ်တယ်ဟုတ်တယ်အဲသူတို့နေ့ရက်ချစ်စရာလေးလေးနှစ်ယောက်တော့အချောလေးတွေဆိုလေချစ်စရာလေးတွေသူတို့နှစ်ယောက်ပုံလေးပြက်လာလို့ရှိရတယ်ဟုတ်တယ်ချစ်စရာလေးဟိုနေ့ကဆိုပူတော်လှသေးတယ်ဒီဆိုအဲ့ညာကြော်ညာလေးတစ်ခုချစ်လို့မသွားပြစ်တာဟိုဟာလေးလက်မှတ်တွေ့နေပသိန်ကြီးလေးနေလေးမိုးလေးရဲ့ရောအော်ချစ်စရာလေးရဲ့လို့ဘလို့ဖြစ်သွားလဲဆိုအဲ့ညာဒီဆိုရဲ့စိတ်ကူးထဲမှာပေါ့နော် အလှပေါ်အလှရေးစင့်တယ်လို့ဖြစ်သွားရဲ့ဒီလားဒီပသိင်ဒီလေးနေဆိုတာကြတော့ဟိုရည်ရွယ်ထားတာလည်းမရှိဘူးလေပသိင်ဒီနဲ့ထွက်ရပဲပဲရွယ်တို့တော့တို့တမေရိုးကြိုင်မိုးဖွားလေးကြီးကြတဲ့ခါကျတော့ပသိင်ဒီလေးနေဆိုတော့လေအရန်ကိုလှသွားတယ်တို့လေချစ်စရာကွာခုနဒီစိုးပြတို့အလှပေါ်အလှလေးစင့်သွားတော့ပေါ့နော်တော်တော်လေးရှင်တယ်တို့ပြောတော်တော်လေးလည်းရှင်တော်တော်လေးကိုလှတာဟိုချက်တည်လေးရှိတယ်ကွဲဒီလားကိုတော့ကြည့်ပြီးတော့လေကြည်နိုးနေတာပေါ့နော်အဲ့ကြောင့်ဟိုတစ်ခါကျလို့ရှင်လေအမတားကြီးကမထင်မှတ်ထားတဲ့အရာတွေ တို့လည်းရည်ရထားတာမရှိဘူးဟိုဘယ်လိုကောင်းလဲစိတ်ကူးထားတယ်မရှိဘူးဒီပသိမ်ကြီးလေဆိုအကုန်လုံးကလှနေတာကွယ်တော့အယောင်လေးတွေရည်ရတာရောပသိမ်လေးဆိုတီဆိုးတော်မှလည်းကြည့်တော့လေအေးသဘောကြီးကြာနေတလားမတူဘူးလားသူမင်းလားမတူဘူးမတူဟုတ်တယ်အဲ့ဒါမှာလုံးဝအေဂျင့်ဆိုဆိုပြလေသူကလေမြမဝတ်စုံမျိုးနဲ့လှကိုလှတာနေ့လုံးလေဟိုတယ်ကိုငယ်လေးချစ်စရာလေးချော်ချော်တို့ရောအချောတွေကြီးပဲကွယ်အကုန်လုံးကလေအဲ့တော့သူတို့ရဲ့ဖွဲလေးတွေကလည်း ဟိုဘယ်လိုခေါ်မလဲလှပပြီးတော့အဆင်ပြေတော့အကုန်လုံးက mess ဖြစ်သွားတာပေါ့နော်သဘောကလည်းအဲ့လိုမျိုးသူတို့လေးကလည်းချောတယ်အဲပြင်ဆင်မှုလေးနဲ့ဝတ်စားထားလေးနဲ့အရောင်ကလည်းဆိုအကုန်လုံးအဆက်ဆက်ရအဆင်ပြေသွားတော့ဟိုလှတာတက်ကိုပြောပြလို့မရအောင် မတို့အညီကောင်မတွေပေါ့နော်အရင်တော့ညီကောင်မတို့အခုတော့အဲချစ်သူလေးဖြစ်သူအိမ်တော်သေးလေးဖြစ်တော့ဒီဆိုလိုနေနဲ့ပို့ပြီးတော့ကြည်နူးရတာပေါ့နော်ကိုယ့်ရဲ့ဒါသားသမီးတွေပါပဲအမှုပညာလောကနဲ့ပတ်သက်လို့ရှိရင်လေကိုယ်နေမောင်လေးတွေညီမလေးတွေသားလေးတွေသမီးလေးတွေပါပဲလို့ပီတိဖြစ်ရတာပေါ့နော်ကိုယ့်ရဲ့သမီးလေးစုပြည့်ဒါဘယ်တော့တောင်ကန်ကောင်းတယ်လို့ပြောလို့ရအောင်အများကြီးကန်ကောင်းတယ်တိုင်းငယ်လေးလည်းကန်ကောင်းတယ်စုပြည့်လေးလည်းကန်ကောင်းတယ်ကိုယ်လည်းသဘောတူတယ်ကိုယ်ကဆိုလည်းအရင်ကယူဆိုင်တာသူကလေးအဲကယူဆိုင်တယ်ယူဆိုင်တယ်ကိုယ်ကစုပြည့်လေးလည်းကယူဆိုင်တယ်အဲ့တော့သူတို့ကလေ ိုချစ်စရာဇနီးမောင်နေတယ်ပြတယောက်နဲ့ဆလိုက်နောက်လိုက်အဲ့လိုလူမျိုးတွေလေသူတို့တွေကလေအဲ့လိုလေးချင်းလေးပေါ့နော်ဟိုတူတူတိတ်တိတ်ကလေးနဲ့ဟိုယူတော့မှသာအဲအဲ့လိုမျိုးလေးဆိုတော့သူတို့တလည်းအစဉ်ပြေတယ်နားမဲ့သူတို့ဟောရင်အဲ့လိုပါမရှိကြဘူးလေအဲ့လိုသမီးစားလေးတွေ့ဘယ်သူမှလည်းမသိကြဘူးအဲသူတို့နှစ်ယောက်တည်းပဲ တမီးစားနဲ့တော့ယူတော့မှတဲ့မိဘတွေကိုအတိပေးတယ်ဟိုထိမ်းမြမင်္ဂလာဆီဆက်တဲ့အဲ့လိုမျိုးတွေဆိုတော့လေမရှင်ကတော့ပြိတ္တတွေရှိကြတယ်လေအဲ့ထဲမှာကိုရောချိန်ပြီးတော့သဘောတူတယ်မှာပါလားသူတို့ဒါချစ်ဖို့ဖြစ်မသိခင်ဘာအေးမသိခင်ကတော့ကိုလည်းဒီလိုပဲတမဲရိုးကြတယ်အခုတမီးစားဖြစ်သွားပြီဟဲ့ပါညဆိုတော့ ကောင်းသိပြီတော့နှစ်ပေါင်းတရာတိုင်ပါစေလို့ဒီဆိုတာဆုတောင်းပေးပါရယ်အဲချစ်စရာကောင်းတဲ့သားလေးတွေတမီးလေးအားကြီးမွေးနိုင်ပါစေလို့ဆုတောင်းပေးပါရယ်ရှင်